ေးတယ်လို့သိပါတယ်လောတကတိတ်တကြားဘူးတယ်နော်အရှင်ဘုရားကယဟန္တာမထေရကိုသူ့ရဲ့တကာကကြည်ညိုတော့သူမကြည်နပ်ဘူးမခံနိုင်ဘူးအဲ့ဒါနဲ့တက်ကြဲချောင်းနဲ့ခေါင်းလောင်းထိုးစားတဲ့ကတော့တက်ကြဲချောင်းနဲ့ခေါင်းလောင်းထိုးတယ်လို့မပါပါဘူးလက်သိန်းလေးနဲ့သွားချစ်တာတဲ့ခေါင်းလောင်းကိုဟိုကြတော့တကားစီရောက်တော့ပြောပါလေမင်းကလာကြည်ညိုနေတာပါကွာမင်းဖုန်းကြီးကငါခေါင်းလောင်းထိုးတာတော့မနိုးဘူးဟဟုတ်လားကြောင်တကားကိုလည်းသွားပြီးတော့အတန်လေးလက်သေးလေးနဲ့သွားပြီးတော့ချစ်တယ် ဟုတ်လားငါတကားတွေခောက်ခဲ့ပါတယ်ကွာမှုသားလွတ်ယုံပေါ့နော်နောက်တော့ကြောင်းတကားကအရှင်ဘုရားအဲ့ဒါလို့ဆိုလို့ရှိရင်လည်းခကြီးပန်းလို့နေမှာပါဖေရတပိတော့ဆွန်းလေးလှူပြရဆိုဆိုပြီးတော့မုံမုံမြတ်မြတ်ဆွန်းဟင်းနေတပိတ်သေးဖြည့်ပြီးတော့လောင်းလိုက်တာအဲ့ဒီကြာမှာဒုက္ခရောက်တာကိုမနာလိုတဲ့ကိုမုန်းတဲ့လူစားမဲ့ဆွန်းဟင်းကိုကိုကိုတိုင်ပယ်ခဲ့ရပြီအဲ့ဒီကြာတော့မှအကြီးကြီးဒုက္ခဖြစ်တာဘယ်လိုမှမအောင်နိုင်ဘူးမဆောင်စည်းနိုင်ဘူးသူဉာဏ်ရှိတဲ့ယဟန်တပါတော့တီလာလည်းပြည့်စုံတယ်ဒါပေမဲ့ အိတ်တံမစ္စရိယတရားနှိမ့်ဆက်လာတော့အဲ့ဒီရှင်နေဟင်းတွေကိုလေမိကြီးခဲတွေရှိတဲ့ပြာပုံလေးကိုတွန်ပြီးတော့ဖုံးထားလိုက်တာယူမသွားနိုင်ဘူးကြောင်းရောက်တော့အဲ့ဒီရဟန်းကမရှိတော့သူ့ရဲ့အိတ်တံမစ္စရိယတွေကိုမြင်လို့ငါဆက်နေရင်ဒီရဟန်းဓာတ်ထပ်ပူပြီးတော့ကြီးကျယ်တဲ့အပြစ်တွေတင့်တော့မယ်ဆိုတာသိလို့ကြောင်းတကားကိုမဖွင့်မဲနဲ့ခေါင်ကနေဖောက်ပြီးတော့ပြန်သွားတာသူတမညာပုဂ္ဂိုလ်မဟုတ်ဘူးဆိုတာလည်းသိခဲ့စီခြင်းတဲ့သဘောပေါ့အဲ့တော့တကားကမပွင့်သေးဘူးအတွင်းကဂလန့်ချထားတယ် ထဲထဲမှာမရှိတော့အဲ့ဒီကြတော့ငါမှားပြီဒါယဟန္တာပုဂ္ဂိုလ်ကြီးပဲလို့သူသိတယ်ဒါပေမဲ့လို့ငါဒီကာယကံမြောက်အိတ်တံမရှိရကို ပုံဖော်ခဲ့တယ်အဲ့ဒီနောင်တရတဲ့စိတ်ကြီးပူလောင်တဲ့စိတ်ကြီးနဲ့သိပြီးတော့ငရဲတောင်ကြာရရှာတယ်အိတ်တံမရှိရလက်ချက်မသေးဘူးနော်အဲ့ဒါဥစဉ်တို့မြတ်စွာဘုရားလက်ထက်ရောက်တော့သိပြီးတော့ဆင်းရဲပါတယ်ဘလောက်ထိဆင်းရဲလဲဥစဉ်တို့တန်ဝေကားရအောင်နည်းနည်းလေးတော့ပြောမယ်ဗျာအိတ်တံမစ္စရိယအကြောင်းနည်းနည်းလေးတော့ပြောမယ်နော် သူကဘယ်မှာရွာကြီးတေပါတောင်းစားတဲ့ရွာကြီးတေပါအင်မတန်ကြီးတဲ့ရွာကြီးတေပါသူအမိပိုက်ထဲကိုသူရောက်တဲ့နေ့ကစပြီးတော့အဲ့ဒီရွာအဆင်မပြေဘူးနော်အဲ့ဒါနဲ့ဒီရွာလုံးတို့လုံးလုံးကန်တို့လုံမအဆင်မပြေဘူးဆိုရွာကိုတဝက်ခွဲလိုက်တယ်ကာလကန်ဒီမရှာသူပါတဲ့ဘက်ကအဆင်မပြေဘူးအဲ့လိုနဲ့တဝက်ချင်းတဝက်ချင်းခွဲတာသူတို့တအိမ်နေပဲကြံ့တယ်နောက်တော့သူ့အဖေမိသားစုတွေကသူ့အမေကိုပါပြစ်သွားတာမင်းဒီကလေးကိုဝင်တည်တဲ့နေ့ကစဒုက္ခရောက်တယ်ဆိုတာ အဲ့မှာဒီကလေးမွေးတဲ့နေ့ကစပြီးတော့အမေဒုက္ခရောက်တယ်။အမေဆိုတော့ဖြစ်လည်းမဖြစ်ရဘူး။ဒါပေမဲ့ရေရှည်ဘလို့မှဒီသားကို မွေးမြူလို့သူမစွမ်းနိုင်ဘူး။အဲ့ဒါနဲ့မတ်တပ်ပြေးလေးအရွယ်မှာခွက်ကလေးတစ်ခုပေးပြီးတော့ဟိုအိမ်ကတိတ်စီစနာကောင်းတယ်ငါသားသွားတောင်းချင်လွတ်ပြီးတော့မအေကကိုလွတ်ယုံပြည်လာ။အဲ့ဒီကလေးကစပြီးတော့ဟိုသူများအိမ်ကထမင်းလုံးဟင်းလုံးပကံဆေးလို့ကြတာလေးကိုငှက်တီကြီးတွေကောက်တယ်လို့တလုံးချင်းကောက်ပြီးတော့သူ့ရဲ့အသက်ကိုဆက်ခဲ့ရတာ။ ဒါပေမဲ့ယဟန္တာဖြစ်နိုင်တဲ့တတ္တိဖြစ်မဲ့ပါရမီကသူ့ရဲ့ဝန်ထဲမှာဟိုအလုံးပိတ်ထားတဲ့အိုးထဲမှာဖျောင်းနိုင်မီလေးထွန်းထားသလိုတလက်လက်ရှိသေးတယ်အဲ့ဒါကတော့ရှိတယ်နော်သူ့အပိုင်းနဲ့သူပဲနော်အတွင်းထဲမှာလည်းတိတ်ပြီးတော့စွန်းတဲ့သဘောကရှိနေတယ်အပြင်မှာလည်းပဲတိတ်ပြီးတော့ဆင်းရဲတဲ့သဘောကတော့ရှိနေတယ်ဟိုကံတွေဟာကောင်းတာကကောင်းတယ်လို့မကောင်းတာဟာမကောင်းတယ်လို့တိတိကျကျပဲစီမံနေတာစီမံနေတာဟုတ်လား အဲ့ဒါသူမဝရေသာနဲ့တကယ့်ကိုမြေဖို့ဘလူလေးလို့အသက်ရှင်ရတယ်နောက်တော့ရှင်သာရိပုတ္တရာကိုရမြတ်ကြီးနဲ့တွေ့တော့အင်မတန်တနာတယ်ရှင်သာမင်းကိုရင်ဝတ်မလားတပည့်တော်ဝတ်ချင်တယ်ဘယ်သူကဝတ်ပင်မလားလိုက်ခဲ့ဆိုပြီးတော့ကိုယ်တိုင်ရေချိုးပေးတယ်ကိုယ်တိုင်သင်္ကန်းဝတ်ပေးတယ်အသက်20ပြည့်တော့ယဟန်ခံပေးတယ်တည့်ရက်မှဆုံးဝါအောင်မစားရဘူးဦးဇင်းတို့အထက်ကရာထဲမှာဖွင့်ထားတယ်ဘီလူဘဝ900ရတဲ့တဘဝမှာတနက်ပဲသူဝါအောင်စားခဲ့ရတယ်အဲ့ဒါဘာလို့ဆိုတော့ မိမတယောက်ရဲ့အချင်းကိုသူဝအောင်စားလိုက်နော်ခွေးဘဝ900ဆက်ဖြစ်တယ်တဘဝထဲမှာမှတနက်သေးပဲဝအောင်စားခဲ့ရတယ်အံဘတ်တွေကိုစားခဲ့ရတာလေအိတ်တံမစ္စရိယရဲ့အပြစ်တွေကိုပိဋကပေါင်းသူတော်ကတို့တတိထားနိုင်ဖို့နော်ကိုယ်မှရှိနေတဲ့တရားဟာဒီလိုတရားမျိုးပါလားဆိုတာတတိထားဖို့ဟုတ်ရလားအေးအဲ့ဒါနဲ့သူယဟနာဖြစ်တယ်ပိဋကယဟနာဖြစ်တယ်နော် ကျန်းနာဖြစ်တဲ့ဒီအတွင်းမှာကိလေသာဘာမှမရှိတော့ဘူးမကောင်းမှုဘာမှမရှိတော့ဘူးဒါပေမဲ့လို့နောက်နှုံးကဖြစ်ခဲ့တဲ့အိတ်တံမေရှိရိယာဆက်ပြီးတော့အကျိုးပေးနေသေးပဲသူဆုံးကံသွားတယ်ဘယ်တော့မှဆုံးဝအောင်မစားရဘူးယဟနာဖြစ်လည်းမဝဘူးပဲသူ့ကိုဆုံးလောင်းမဲ့လူတွေကသပိတ်ထဲမှာပြည်နေတယ်လို့ပဲထင်တာလေအံ့ဩစရာမကောင်းဘူးလားအံ့ဩစရာကောင်းတယ်နော်နောက်တော့ပရိနိဗ္ဗာန်ဆံမဲ့နေ့ရှင်သာရိပုတ္တရာကိုလည်းမြတ်ကြီးကအင်မတန်တနာရတယ်ငါတပည့်ဒီနေ့ပရိနိဗ္ဗာန်ဆံတော့မယ်ရှင်တနတ်မှာဝအောင်မစားရဘူးဆို ငါရဲ့နောက်ကလိုက်ခဲ့ဆိုတော့ခေါ်သွားတာရှင်သာရိပုတ္တရာကိုတော့မြတ်ကြီးတောင်ဆုံးမရဘူးရှင်သာရိပုတ္တရာရဲ့တကိုးထဲအိတ်တမစ္စရိယရဲ့တကိုးကပူကြီးနေတယ်လို့ထောင်ပြောရမလို့ဖြစ်နေတယ်ဟင်ဒီကမာကြီးများဟင်ဥဒင်္ဂတရားကိုစင်စင်ဆာဆာလေးနားသိချင်တာနော်ဒီကမာကြီးများအေးအဲ့ဒီတော့ရှင်သာရိပုတ္တရာကကဲငါရှင်ငါရှင်လိုက်လာရင်တော့ငါပါဆွမ်းကရရမယ်ကိအဲ့တော့ဟိုဇေယျဘောကနေထိုင်ဆောင်ငါမင်းအတွက်ဆွမ်းခံခဲ့မယ် အဲ့တကားအိမ်ရောက်တော့အဲ့ဒီကျမှဆွန့်ရတယ်ဆွန့်ဖုံးပြီးကဲငါ့ရဲ့တပည့်ဇေယျပေါ်မှာရှိတယ်တွတ်ပြီးတော့ဆွန့်ပို့ချင်ကြအောင်ခံလိုက်တာဆွန့်ပို့သွားတဲ့လူတွေကမေ့ပြီးတော့သူတို့ပဲစားပြစ်လိုက်ကြတယ်ဗျာအဲ့မဆွန့်ရဘူးအဲ့ဒါရှင်သာရိပုတ္တရာကိုရမြတ်ကြီးကငါရှင်ဆွန့်ဖုံးပေးပြီးပြီလားဒီနေ့တော့မပေးရသေးဘူးဗျာတန်ဝေကအကြီးကျယ်ရတယ်ရှင်သာရိပုတ္တရာနေကြည့်လိုက်တော့မွန်လွဲ့သွားပြီ အဝါကျွေးပါမယ်ဆိုတဲ့နေ့ကျမှတစည်းမှမစားရတဲ့အဖြစ်မျိုးကိုစိုက်တယ်။အဲ့ဒါနဲ့ရှင်သာတိပုတ္တရာအဖြစ်ချေဘူးဆိုပြီးတော့သပိတ်ပိုက်ပြီးတော့ကောသလမင်းကြီးရဲ့နန်းတော်ကိုသွားစတုမတူတွေအလှခံလာတယ်။ကြောင်းရောက်တော့ကင်ငါရှင်ဖုံးပြီးသပိတ်ကိုလက်နဲ့ကင်ထားရတယ်။မစားရဘူးဆရာရဲ့ရှေ့ဆိုတော့ဟိုရှက်တဲ့သဘောမျိုးပေါ့စိုးရွံ့တဲ့သဘောမျိုးပေါ့ယဟန္တာဆိုတော့ကိတ္တိတာတော့မရှိတော့ပါဘူး။ တော့ငါရှင်တဲ့စားပါတဲ့ငါတကယ်လို့လက်လွတ်လိုက်ရင်ဟောဒီစတုမူလူတွေပျောက်သွားမလားမသိလက်တောင်မလွှတ်ရဲဘူးနော်အဲ့ဒီမှာစတုမူလူကိုဆရာကင်ထားတဲ့သပိတ်ထဲကပဲသူဝါအောင်ဖုံးပြီးအဲ့ဒီတနက်ဖယ်ဝါတယ်တဲ့အဲ့တော့ဣဿာမစ္စရိယကြောက်เสียရကောင်းတယ်ကိုယ့်ရဲ့ဘဝကိုမငြိမ်းချမ်းအောင်လုပ်နေတာလေဒီဣဿာမစ္စရိယတခါတလေစိတ်ဆင်းရဲလာပြီဆိုရင်အမြင့်ကလေးတွေ့အောင်ဒီလိုက်ကြည့်စမ်းပါ ဘယ်အရှင်းမြစ်ကနေဒီစိတ်ဆင်းရဲခြင်းဆိုတဲ့ပင်စီတွေအညံ့ညောင်းတွေတက်လာကြလေ။ညာသောအဖြစ်မနာလိုခြင်းကစတဲ့တည်းဝန်တူခြင်းကစတဲ့တည်းဟုတ်ရဲ့လား။ဒါကြောင့်ကိုယ့်ရဲ့ဘဝတကူကြီးတကဝတကူကြီးတဘဝမငြိမ်းချမ်းတာလေဒီအိတ်တမရှိရိယ။ကိုယ့်အိမ်ကြီးမငြိမ်းချမ်းတာလေဒီအိတ်တမရှိရိယဖြစ်တယ်။ကိုယ့်ရက်ကွက်ကိုယ့်မျိုးကိုယ့်ရွာကိုယ့်ကဘာကိုယ့်ဆက်ကြဝလာလို့ပြောကြပါစို့စကားအကြီးကြီးပြောမယ်ရှင်။ဟုတ်လား။ အဲ့တော့တလောကလုံးမငြိမ်းချမ်းနေတာဘာကြောင့်လဲမနာလိုခြင်းဝန်တိုခြင်းနေဟုတ်လားအေးအဲ့ဒီတန်ရောရှင်တရားတွေကြောင့်လောကကြီးဟာရှင်ရဲနေတာပူလောင်နေတာရှူပွက်နေတာ